အားလုံးပဲမင်္ဂလာပါဒီနေ့ကမိုးအေးအေးလေးနဲ့ဆိုတော့အလဲတော့ချမောင်တက်လေးချက်မယ်လို့စဉ်းစားထားတယ်ရောလွမ်းပြေပေါ့နော်အစရင်ပါချမောင်ရကလေးတွေကိုဆေးကြောမယ်ညှစ်လေးတွေကိုဒီလိုအရွယ်တော်လေးပေါ့နော်အနီတော်လေးလှူထားမယ်ပြီးလို့ရှိရင်တော့ပါချမောင်ကိုချမောင်တဲကိုပေါ့နော်ကျက်သွန်ကြီးထည့်မယ်အမ်ဆနွေးမုတ်ထည့်မယ်အယောင်တမုတ်ထည့်မယ်စီလီးနေနေထည့်ပြီးတော့ပါချမောင်ကိုကြည်တဲ့အထိလုံးမမယ်ပေါ့နော် ဒါလေးကိုနနာလေးဒီလိုလေးခြေပြီးတော့ဒီလိုအနေထားရောက်ပြီဆိုလို့ရှိရင်တော့အာမြစ်ပေါ်ကတစ်ခါလဲထည့်ပြီးတော့လုံးပါပါနင်းတဲ့ချမောင်လေးကလည်းဒီလိုလုံးပြီးတော့တသားလေးကြပြီဆိုလို့ရှိရင်တော့ပါကရာဒီဘောဒီလိုပစုံပေါ်ချစ်ပတ်ပြီးပေါ့နော်အားလေးပါထည့်ပြီးပါတယ်ငားနဲ့ချက်လိုက်ရပါတယ်အစုံရေလေးထည့်မယ်ထည့်ပြီးရှင်တော့ပါလို့အရသာအတွက်စပြီးတော့ထည့်ပါမယ်ပေါ့နော်အရသာတော့ပါတော့ငွေကြေးစင်းလေးအုပ်လိုက်တယ် အချုံမုံထည့်တယ်စားထည့်တယ်ငါးပြားရီထည့်ပါမယ်အဲဒီနေရာမှာဆိုလို့ရှိရင်ဘာကစဉ်းစားငပိကိုမတုံးထားဘူးဘာလို့ဆိုတော့ဘာလို့ကလေတော့လေတော့ချက်ကလေးရဆိုလို့ရှိရင် အချင်းကိုဆူဆူလေးနဲ့စားကျင်တာမို့လို့ဘာလို့ကငေငပိကိုမတုံးပါအောင်နော်ပြီးရင်တော့သူနဲ့လိုက်ဖက်တာတော့ချက်တုံကြီးတုတ်ပါဒီချက်တုံကြီးကတော့ဘာလို့ပုံမှန်တုတ်နေကြတိုင်းလေးပဲတုတ်လိုက်မယ်အဲလိုရှိရင်ပါရိုဒီ morning color မှာလဲထုံနေတဲ့အချိန်မှာအမြဲတမ်းစပြစ်နေတဲ့လေတော့ချက်မောင်ချက်နဲ့ဒီလိုမျိုးတွေ့ရပါပြီ။ အဲဒီတိုင်းမျိုးဖြစ်စားကြည့်နော်အရန်ကိုစားလို့ပုံပါတယ်အားလုံးညီကောင်းကြပါစေရှင်